အဆိုးဆုံးကနေအကောင်းဆုံးဖြစ်ဖို့ဥတည်နေပါပြီလူတွေအားမငယ်ကြပါနဲ့ဒါမဲ့ကျွန်တော်ရေဒီယာလေးတွေပေးခြင်းပါတယ်ရေဒီယာလေးပေးတာကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်ကျွန်တော်ရိုးရဒလိရောက်ကမလို့ရေကိုကြွေးတာအရန်ကောင်းပါတယ်အရှင်မြုံးတွေကိုပြပင်းဖို့လိုက်လို့ရှိရင်ရေမြုံးဆိုတာယာဟုအပုတ်အဆိုးတွေဗျစနေချူရဲ့ယာဟုနဲ့အဆိုးရဲ့အပုတ်တွေလူတွေမှာရှိတဲ့ယောဂဗျာတွေအန်နီယယ်တွေယာဟုဆိုဂျိုရဲ့အဆိုးတွေစနေချူရဲ့အဆိုးတွေပြည့်စုံပါတယ်ဗျစုညာဏန်တွေရှိခဲ့ဘူးတယ်အဲ့စုညာဏန်တွေရဲ့ပယောဂတွေ လူတွေကိုထိခိုက်မှုကိုကာကွယ်ဖို့အတွက်အိမ်တိုင်းအိမ်တိုင်းကြီးစီထူထင်ပါတယ်ကောင်းပါ ကျွန်တော်ဆရာရွှေကျွန်းခိုင်တက်ပါခင်ဗျာကျွန်တော်စာလေးရေးပါတယ်ဘီလင်းလင်းဟောပါတယ်မဟာဝိဇယတောင်မဲမှုဘိုးရီနန်ဘေးကဟောကန်းလေးမှာကျွန်တော်တနင်္ဂနွေတရက်ကို10မိနစ်တာဖွင့်ပါတယ်ခင်ဗျာကျွန်တော်အခုရွှေကျွန်းခိုင်တက်ဖြစ်ပေါ်တာတော့ကျွန်တော်အဲ့မနုဿာရီယာစာဖြစ်တာပေါ့ဒါမဲ့ကျွန်တော်မစာပေါ့မနုမနောမယမှာအခါလို့သာမကြခဏပါပါတယ်နောက်ဒနာသိတိမှာတော့ကျွန်တော်ပြန်နိုင်ရေးခဲ့ပါတယ်နောက်ရှေးပုတ်စိန်မှာလည်းကျွန်တော်တပ်ပုံနေ နဲ့အတူပင်တန်ရေးခဲ့ပါတယ်။တောက်ကြမှာကျွန်တော်ဟာတာတွေရေးခဲ့ပါတယ်။မဟေတီမှာကျွန်တော်ဝတ္ထုတွေဝတ္ထုတွေရေးခဲ့ပါတယ်။အခြားခြားဝတ္ထုမဂဇင်းတွေတော်တော်များများပေါ့ကျွန်တော်ပါဝင်ခဲ့ပါတယ်။ခန္ဓာကြီးတို့လာပြေဝန်တို့မှာလည်းကျွန်တော်ဝတ္ထုတွေရေးခဲ့တယ်။ပေးရင်ဆောင်းမတွေရေးခဲ့ပါတယ်။ကျွန်တော်စာရေးတာ2000နဲ့9ခုနှစ်ကစာရေးတာ။မကျောင်းသားဘွားတွေရေးတယ်။ရေးကျောင်းသားဘွားတွေရေးတယ်။နောက်အခြားဒီဝန်ထမ်းဘွားတို့ကလည်းကျွန်တော်အထူထွားလေးတွေရေးတယ်။ ဒါပေမဲ့ရွှေကျွန်းခိုင်တဲ့ဖြစ်တည်ပြီးတော့ရေးတာ2005ခုနှစ်ကစရေးတာအကျွန်တော်ဖြစ်ချင်တာကကျွန်တော်ရတာရေးတဲ့ size ရာတုတရေးရနော်ဟာတာတွေတယောတာကိုကျွန်တော်ကြိုက်တာဒါပေမဲ့ကျွန်တော်ဘွာပြီးချိန်နေရဘီရင်ဆရာဖြစ်တဲ့ခါကျတော့ဘီရင်နဲ့ပတ်သက်ပြီးတော့စာပေလောကနည်းနည်းလက်ခံတော့ဘီရင်ဆရာဘက်ကိုနည်းနည်းဦးစားပေးလို့ဖြစ်သွားတယ်ကျွန်တော်တကယ်ဖြစ်ချင်တာတော့ကဗျာကဗျာဆရာဟာတာစာရေးဆရာကျွန်တော်ဖြစ်ချင်တယ်မဟုတ်ကျွန်တော်ကပထမဆုံးရေးတာရတာစာပေရေးနေတဲ့ ဘေးရင်ကိုဝါဒနာပါလို့ဘေးရင်ဆောင်းမရေးနေဘေးရင်စားဖြစ်သွားတာဘေးရင်ကိုကျွန်တော်စားပြီးဖတ်ခဲ့ရင်လည်းကျွန်တော်ဘေးရင်စားဖြစ်တာပါမူလပထမဆရာအရင်ကတော့မရှိဘူးစာအုပ်တွေကကျွန်တော်ဆရာတွေပေါ့နောက်မှကျွန်တော်မတိလို့လိုက်မရတဲ့ဆရာတွေတော့ရှိကျွန်တော်နှစ်တစ်အတွက်ကိုကျွန်တော်ပြောချင်တာကတော့အဆိုးဆုံးကနေအကောင်းဆုံးဖြစ်ဖို့ဥတည်နေပါပြီလူတွေအားမငယ်ကြပါနဲ့ဒါမဲ့ကျွန်တော်ရေဒီယာလေးတွေပေးချင်ပါတယ်ရေဒီယာလေးပေးတာကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်ကျွန်တော်ရိုးရဒလိရောက်ကွာ မူလို့ရေကိုကြွေးတာအရန်ကောင်းပါတယ်မြုပ်နေတာတွေပေါ်စီတယ်နောက်အုံးဒီကိုလွှမ်းပေးတာကျွန်တော်တနင်းတွေတက်ကိုကဲပေးတယ်အဲ့ဒီနောက်လူလူမူရေးရဆိုချစ်ခင်မှုတွေစီလုံးမှုတွေရရှိစေတယ်မူလို့ရေဘောကိုကျွန်တော်ဖြစ်နေလို့ရှိရင်ကြွေးပေးဖို့ကျွန်တော်တောင်းဆိုပါတယ်ကြပြီးတော့ကျွန်တော်မြန်မာနိုင်ငံမှာအဓိကလိုအပ်နေတာဒီရေမြုံးတွေကိုဟန်ဆောင်ပန်ဆောင်ပေါ်တဲ့ကိစ္စဗျတော်လုံးခဲ့တဲ့အနှစ်30လောက်ကဆိုလို့ရှိရင်ရေမြုံးတွေဖော်တာရရတိုင်းပြည်မှာအမောက်ပြောခါတွေကင်းစီတယ်ဗျ တစ်ချိန်ကလုံခဲ့တဲ့30 40လောက်ကဆိုရင်ရေမုန်းတွေကိုပြ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 ပေါ်တယ်ဗျအခုကဟန်းဆောင်ပေါင်းဆောင်ပေါ်တယ်ဗျရေမုန်းတွေကိုပြပြပြပေါ်လိုက်လို့ရှိရင်ရေမုန်းဆိုတာရာဟုအပုတ်အဆိုးတွေဗျစနေချူရဲ့ရာဟုနဲ့အဆိုးရဲ့အပုတ်တွေဒါတွေကိုအကုန်လုံးပေါ်ထုတ်ပြီးစစ်စင်းသွားမယ်ဆိုလို့ရှိရင်လူတွေမှာရှိတဲ့ယောဂဗျာတွေအန်နီယယ်တွေရာဟုဆိုဂျိုရဲ့အဆိုးတွေစနေချူရဲ့အဆိုးတွေပြည့်စေပါလေဗျနောက်ပြီးတော့ကျွန်တော်တို့တိုးချင်းအနေနဲ့လှူမယ်ဆိုလို့ရှိရင်ဘာလှူသင့်လဲဆိုတော့မိမိမိဘဆိုလို့ရှိရင် တို့ဒန်ဂျေစေးတို့ခေဝုံယူတို့တောချောက်ခါတို့အရင်နဲ့လုပ်တဲ့ဒန်ဂျေစေးကိုဒူးတွေပဲလင်းပေးတင်ပါတယ်ခင်ဗျာကျွန်တော်တစ်တော့မှာလဲကျွန်တော်ရဲ့ဟိုကန့်ကွက်ရွာတော့အကောင့်မှာကျွန်တော်ပြောထားပါတယ်ဒူးတွေပဲမိဘတွေလင်းပေးမယ်ဆရာသမားတွေဆိုလို့ရှိရင်ဒီဒူးကိုလင်းပေးတဲ့ဖုန်းကြီးတွေဆိုလို့ရှိရင်ဒန်ဂျေစေးလှူမယ်ဒန်ဂျေစေးအရင်နဲ့လုပ်တဲ့ဒန်ဂျေအရက်ကဒီတနေရာပဲကောင်းနေဗျအဲ့ဒါလေဒန်ဂျေစေးလေးလှူပေးမယ်အဲ့ဒါဆိုလဲအထူးကောင်းပါတယ်နောက်အခိုးငွေတွေထွက်တဲ့ဟာယာဟုနဲ့အင်္ဂါကိုအင်္ဂါ ရောက်ရဲ့အဆိုးချိုးတွေကိုပြည့်စေတာအခိုးငွေ့အဲ့ဒီအခိုးငွေ့ရပါလဲဆိုတော့ကျွန်တော်ဖျားစီစီမှာအမွှေးတယ်နေလူမယ်အိမ်မှာအမွှေးတယ်နေလူမယ်အာတချို့ကအဲယ်ကွန်းနဲ့ဆိုလို့ရှိရင်ရတယ်ဆရာတော်ကြီးတွေမိဘဆရာသမားတွေအတွက်ကို air fresh တွေကိုအခန်းထဲမှာလှူပေးပါအခန်းထဲမှာအဲ့ဒါဟာလည်းရေရရမြောက်ပါတယ်ဒီရောက်ရဲ့အဆိုးချိုးတွေပြည့်စေပါတယ်နောက်မတိလို့ပဲဖြစ်စေတိလို့ပဲဖြစ်စေတစ်ချိန်တစ်ကာလကဆူညံတန်တွေရှိခဲ့ဘူးတယ်အဲ့ဆူညံတန်တွေရဲ့ပျောခါတွေလူတွေကိုထိခိုက်မှုကိုကာကွယ်ဖို့အတွက်အိမ်တိုင်းအိမ်တိုင်းကြီးစီထူးထင်ပါတယ် ခေါင်းလုံးလေးတွေလှုပ်တင်ပါတယ်မောင်းရှင်မောင်းလေးတွေတီးတင်ပါတယ်မကောင်းတဲ့အတတ်များပြေးပါစေလို့ဆုတောင်းပေးကြပါဒါကကျွန်တော်တိလို့ပဲဖြစ်စေမတိလို့ပဲဖြစ်စေမှောင်းရင်းနေဖြစ်စေသူညာဏ်နေဖြစ်ခဲ့ဘူးတယ်ဘာလို့ဆိုကျွန်တော်ပြောကောင်းအဲ့ဒီသူညာဏ်နေကိုပြေဖို့တက်ကိုအစိုးရပြေဖို့တက်ကိုကြီးစီလေးတွေထူပေးကြပါကောင်းရကောင်းကြောင်းဆုတောင်းပေးကြပါလို့ကျွန်တော်မြစ်တရခံပြီးတော့တောင်းဆိုပါတယ်တောင်းဆိုတာเนาะဒါတောင်းဆိုတာအားလုံးတညီတဲ့အိမ်တိုင်းစီဖျားစခုပြီးတိုင်းကြီးစီလေးတွေထုမယ်ဆိုလို့ရှိရင်တမ်းပြီးမှအတန်ကြောင့်ဖြစ်ခဲ့တဲ့အဆိုးတက်တွေပြေပါတယ် เนาะဒါနှစ်ခုတက်ကြရေတရားလေးတွေပါအားလုံးချမ်းသာဒုက္ခကြေဝရပါစေခင်ဗျာ